မြောက်ကိုရီးယားရဲ့ တိုက်ချင်းဖြစ်ပဲ့ထိန်တုံးကြီးထုတ်လုပ်မှုဟာနောက်ဆုံးဆင်းသို့ရောက်ရှိနေပြီဖြစ်ကြောင်းတောင်ကိုရီးယားသမ္မတဤဂျေမြောင်ကစက်တင်ဘာလ25ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲဒီတိုက်ချင်းဖြစ်ပဲ့ထိန်တုံးကြီးဟာနျူကလ িয়ার လက်နက်ထိပ်ဖို့တက်ဆင်နေမှာဖြစ်ကအမေရိကန်ကိုထိမှန်အောင်ပြစ်ခတ်နိုင်လိမ့်မယ်လို့လီကဆိုပါတယ်။တောင်ကိုရီးယားနဲ့၎င်းရဲ့အနောက်မဟာမိတ်နိုင်ငံများဟာမြောက်ကိုရီးယားရဲ့လက်နက်စီမံကိန်းကိုရပ်တန့်နိုင်စွမ်းမရှိခဲ့ဘဲမြောက်ကိုရီးယားကလည်း၎င်းရဲ့နျူကလ িয়ার လက်နက်စီမံကိန်းကိုဘယ်တော့မှဆွလုံးမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာအမေရိကန်နဲ့ဆွေးနွေးပွဲ ွေမှာအသာစီရရှိဖို့ဒါမှမဟုတ်သူတို့အစိုးရဖွဲ့ကိုစိတ်ချတေးကြစေဖို့အတွက်အမေရိကန်ထိပြန်တန်းနိုင်ပြီးနျူကလ িয়ার ထိပ်ဖူးတက်ဆင်နိုင်တဲ့တိုက်ချင်းပြပဲထိန်တုံးကြီးတွေကိုဆက်လက်ထုတ်လုပ်နေပါတယ်လို့တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကအမေရိကန်နိုင်ငံနယူးယောက်စတော့အချင်းတို့တွားရောက်တဲ့ခီးစဉ်တွင်ပြောကြားခဲ့ပါတယ်။အဲ့ဒီတုံးကြီးကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပုံမပေါ်သေးပါဘူး။ဒါပေမဲ့နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ပြောလို့ရပါတယ်လို့လီကပြောကြားခဲ့ပါတယ်။လီဟာဆိုလာကသမ္မတဖြစ်စတဲ့တာဝန်ထမ်းဆောင်ခဲ့ခြင်းကတည်းက ရခိုင်တောင်ကိုရီးယားသမရရဲ့တဲမာရရတ္တိချက်နဲ့မတူဘဲမြောက်ကိုရီးယားနဲ့ဆက်ဆံရေးများတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်မယ်လို့ကတိပြုခဲ့ပါတယ်။ရွေးချက်ကတော့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုတိုက်ရှင်းပြည့်ဒုံးကျည်ရေးထုတ်လုပ်မှုနဲ့တင်ပို့ရောင်းချမှုတွေကိုရပ်တန့်အောင်လှုပ်ဆောင်သင့်ပါတယ်လို့လီကပြောကြားခဲ့ပါတယ်။နျူကလ িয়ার လက်နက်များထုတ်လုပ်မှုကိုရပ်တန့်ခြင်းဟာကြီးမားတဲ့လုံခြုံရေးအကျိုးကျေးဇူးများကိုစောင့်ခြင်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာတနင်္လာနျူကလ িয়ার ဘုံ်15လုံးမှ20ကြားထုတ်လုပ်ရန်အတွက်လိုအပ်တဲ့ကုန်ကျန်းပစ္စည်းများကိုထုတ်လုပ်နေတယ်လို့လေလီကခန့်မှန်းပြောကြားခဲ့ပါတယ်။